တော်မလေးအိမ်ထဲမှာရှိအောင်တခါတို့သူ့မိသွားစောကြီးကအိမ်ထဲမှာပြိမဲ့သွားနေမှာပေါ့ဟာတိမချင်းဘူးကွာသူ့ကြားမိဘကဒါပဏဝန်းလို့ဆိုတော့သူစကားကိုရုံးပြပါမှာဟာမဲအဲ့လိုအထင်သေးလို့မရဘူးကွာသူ့မိသွားစောကြီးလှဲ့တော့မှာလေတမျိုးလုံးကတန်းစီမရတော့မှန်ခဲ့ရလေကွာမေမေတမီနာမထိုင်ခြင်းလို့လား မမေပုံချီဟာတခုကိုစိတ်ပူနေရပုံပဲသမီးတေချာလုံးมาပါမမေရဲ့မမေစိတ်မပူနေနော်မမေသမီးကပြောင်းနေရဲ့ကလေးလေးကိုပြန်တွေ့အောင်ကူရှာပေးပါလေသမီးစင်ပြေมาပါ ူကဒီကနေဘလို့အချမ်းမြင်စရာဆိုမှဆိုဟလာတာတဲ့ငယ်ဒီပါဦးမရေကျမလည်းမနက်ကဈေးထဲမှာတည်င်းတစ်ခုရလို့ဆက်ဆူရအောင်လာခဲ့တာအားလေးဒီတိုင်းပဲသူကလေအရင်လုံးကအချမ်းမြင်စရာမကြီးမစောကြည့်ရတမီးတဲ့ဟိုညီးတော့မမိပါမလားတော့မသိဘူးသူကလေမွေးတဲ့ကအိမ်ထဲကအိမ်ပြင်မထွက်တော့သူ့ကိုဘယ်သူမှမမြင်ဘူးဟုတ်လားမကြီးကျမလည်းလာတာကြည့်ရတာ ဟောမဲ့သူမမြင်ဘူးအေးလေတမျိုးလုံးကလေသူအကြားမြင်ရတာမသိကြဘူးအေးငါကလေသူ့ကိုတွေ့ကျင်တာရဲ့သူဟောတာမှန်မှန်မှန်ကိုသိကျင်တာကြောင့်လာခဲ့တာအေးဘယ်ရှင်ဟောမဲ့ဖိုးထုတ်ရရင်တော့ဟောမဲ့ပြောတန်ကြတယ်လူတွေများတော့အိမ်ထဲဝင်ကြည့်လို့ရပါမလားမသိဘူးဒီဟုတ်တယ်ဟုတ်တယ်ရတယ်များကြီးပဲဟုတ်တယ်ဟောဦးတိုင်တို့မဆန်တော့လာကြပြီလာလာကိုတိုင်လာကြလာကြ ်လာမသမီးမသောရေကိုတိုင်းလို့ရောက်လာပြီဗျကိုတိုင်းတို့မဆန်းတို့ကြောက်ပါရှင်ဒူမလေးကလေဟောပေးဖို့အစင်သင်းဖြစ်နေပါပြီကြောက်ပါကြောက်ပါရှင်ဟုတ်ကဲ့အော်အားလုံးပဲဒူမလေးအကြမ်းမြင်ဟောတာကိုကြည့်ကျင်တယ်ဆိုရင်ကြည့်လို့ရပါတယ်ရှင်ကြောက်ပါတက်တော့တက်တော့ ကိုတိုင်းတော့မဆန်းလာပါဟောလာလာကြည့်ရင်လည်းလာထိုင်ကြနော်အစီပြေခဏခဏပါ उसे हमारे चिन्हों दारी

ဟာဟာဟာမိပါလေကွာဟာငါတို့ဒါလေးဘာမှမဖြစ်ပါဘူးကွာမင်းကလေဟိုတိုင်းပြဆရာမလေးပြောဖို့တိုက်စေရုပ်ရည်ရွယ်ချက်ကိုပြောရပြီဟာဟာကတူဆိုင်ပြင်းလူသူမရှိတဲ့နေရာကျင်းညောင်းပြီးပေါင်မိုက်နေတယ်ဒီနေရာကိုညှောတာပါဗျာဟဲ့ဟုတ်တော့ဘူးညှို့စီတယ်မှာဟာဟာကွာဆိုင် တော်တော်ကြာပဲဗျာတော်တော်ပဲတော်တော်ပဲဗျာဟုတ်တယ်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 နင်းသွားကြပြန်သွားကြမင်းလားဟုတ်သေးရဲ့တိုင်းအာသိကြပါလေဗျာချစ်လို့ရောက်တော့မှသူ့ကိုယုံကြည်လိုက်ခဲ့သမားတာလေးဘာမှမဖြစ်ပါစေနဲ့တမတို့တာလေးဘာမှမဖြစ်ပါဘူးနော်မင်းကလေကွာတာလေးဘာမှအပြတ်နဲ့စိုးရိမ်စရာမရှိပါဘူးကွာမင်းကလေမိမရဲ့စိတ်ကိုထိန်းစမ်းပါဘုရားရှင်

ဆရာမကြီးဟောပြောတာမှန်လိုက်တာအေးကိုတိတွေ့တာမေငါတို့ယုံတော့မယုံနိုင်ဘူးအေးဟုတ်ပါ၏ကိုတာရင်လို့မိသားစုတော့အခုလိုပြန်ဆောင်တွေ့တာလေငါပြစ်ဝမ်းသာလိုက်တာအေးမထဲအောင်နော်ဟုတ်တယ်လာသွားမယ်ငါတို့ဒီခေါ်လိုက်တဲ့နေရာမှာဖိုးထွန်းလေးကိုတွေ့တာဆိုတော့ကိုတာရင်တို့မဆန်းတို့ဆီကနေပြီးတော့ညံပူစော်ကအများကြီးရောက်လာ